ဒေါ်လာရေးကစက်ကောက်စီအာတရုတ်ကထောက်ပံ့လို့တအားအာကောင်းသွားလို့ကျွန်တော်တို့လက်နဲ့အာမများသားလို့ကြမ်းကြနေတယ်လို့ထင်နေလို့လား UNG အစိုးရတော့အကျိုးစားနေရှာတာပဲသူတွေကခက်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 လုံးနေတယ်လို့ထင်နေရလားနိုင်ငံကလည်းအတိမတ်မပြုသူ့အယုံနဲ့သူအခက်ခဲတွေတအားများနေလို့ဖြေတွေးတွေးနေတယ်လားကျွန်တော်မေးချင်တာ UNG ထောက်ခံတဲ့လူတွေကိုအမှန်တရားကအဲ့လိုမဟုတ်ဘူးဒေါ်လာရေးကိုအတွင်းကနေစနစ်တကျအစီအစဉ်တကျပြန်ပြီးတိစောက်ဖောင်းနေတော့ဆိုရင်ဘယ်လိုလုပ်မလဲ ဒါဟာမတော်တဆစီမံခန့်ခွဲမှုလွဲချော်တာမဟုတ်ဘူးအစီစဉ်ချပြီးတော့လှုပ်ဆောင်နေတဲ့လိမ်လည်မှုကြီးတစ်ခုဆိုရင်ကျွန်တော်တို့ဘယ်လိုရှင်းမလဲတော်လိုင်းအစိုးရဖြစ်လာတဲ့ပင်မအုံမြင့်ကိုပြန်ပြီးတော့တူးဖော်ကြည့်အောင်အချက်၅ချက်ထွက်လာပါနံပါတ်၁တော်လိုင်းမွေးဖွားလာတဲ့အခြေအနေပြည်သူများစုက CRPA ကိုဘယ်လိုသိထားလဲဖေဖော်ဝါရီ9ရက်နေ့2021 စီပရိတ်သားထဲမှာလော်တော့ကိုယ်စားလှယ်တွေမပြခင်းမှာ၃ရာကျော်ဇွန်မီတင်တက်ပြီးတော့လော်တော့ခေါ်ပြီးတရားဝင်ဖွဲ့စည်းခဲ့တယ်လို့သိထားတဲ့အခြေအနေမဟုတ်လားအဲ့တော့တကယ်အဖြစ်မှန်ကတက်တိကတိကျရှိတယ်နော်နေပြီးတော့ရွှေကြပင်ရက်ကွက်တွေကအဲ့ဒီတလုံးမှလူ15ယောက်ကလေးကစုပြီးတော့စားဖွဲ့ခဲ့တဲ့တက်တိကတူတူနဲ့တူတူထွက်လာတယ်လူကိုယ်တိုင်ပြောတော့နေမယ်မတက်ချင်လို့အဲ့ဒီ15ယောက်ကိုဘယ်သူရွေးခဲ့လဲသူတို့ဘာသာပဲသူတို့ရွေးခဲ့တာ အဲ့ဒီတန်းမှာ15ရာလောက်ဒေါအောင်ဆန်းစုကြည်ကိုအစာမကြည်တဲ့သူတွေပါတီအာဏာကိုဗဟုအာဏာကိုပြန်လိုချင်တဲ့သူတွေစတိထောက်ခဲ့တာတော်လိုင်းရဲ့ရဲ့တရားဝင်မှု legitimacy ကိုလူ300ရဲ့စန်တာဆိုပြီးလိန်ညာပြီးတော့လူ15ရာစတဲ့အပိုင်စီးခဲ့တဲ့ဟာကိုဘသူကိုမေးမလဲဆိုပြီးတော့ကျွန်တော်တို့မေးခွန်းထုတ်လို့ရတယ်အဲ့ဒီကလေးကနေပြီးတော့စတင်ခဲ့တဲ့မူသားနံပါတ်2အချက်ကသူတို့လောက်ခဲ့တာကိုလောက်ခွင့်ရလို့လောက်တဲ့ဆိုရင်တော့တော်လိုင်းရဲ့အစီအစဉ်တကြလောက်တာမဟုတ်ဘူးပါလောက်တယ်အာဏာပြန်ရဖို့ စိတ်ရှိရှိစောင့်ဆိုင်တဲ့ပလန်တစ်ခုကိုချခဲ့တာအနာသိမ့်မဲ့ဆိုတာတော့ဆန်းစုကြည်ကြိုသိတယ်သူမပြောတဲ့အောင်ကျွန်တော်ပြောခဲ့ပြီးပြီတချို့တချို့တိုင်းရင်းသားဒေသတွေမှာတော့ကြိုသိတယ်ပြီးတော့80လောက်ရမယ့်အစီအစဉ်စီရင်နေလဲပေးခဲ့တယ်ရှိခဲ့တယ်ဘာဖြစ်သွားလဲသိပါတယ်အလုံးဘယ်သူစီရောက်ပြီးတော့ဘယ်လိုဖြစ်သွားလဲဘယ်မှာအဲ့ဒါစီပင်ရိတ်တာတဲ့ပိတ်မိနေတဲ့လော်တော့အမတ်တွေကိုနော်အန်အရီယစီအီစီပြောလို့ရတဲ့ဦးအောင်ကြီးညောကဘာပြောခဲ့လဲကောင်းကောင်းစကောင်းကောင်းအဲ့ကောင်းကောင်းစဖက်ပြီးတော့ဘာဆက်ပြောလဲ ဒီစက်တက်အလောဆုံးအာနာသိန်းနိုင်တနစ်ပေါ့ပြီးရင်ငါတို့အာနာပြန်ရမှာဒါဟာတော်လိုင်းရေးကိုတက်ကြွတာလုပ်ချင်တဲ့စိတ်နဲ့ပြောတာမှမဟုတ်တာဒါတော်လိုင်းရေးကောင်းဆောင်တဲ့စကားလည်းမဟုတ်ဘူးလက်ရှိမှာ CRB အရေးဥက္ကဋ္ဌဒါဟာအချိန်တစ်ခုတနစ်ဆောက်ဖို့အတွက်စိတ်ရှိရှိနဲ့စောင့်နေတဲ့သူရဲ့စကားပြည်သူတွေဆန္ဒပြလမ်းပေါ်ထက်တစိမ့်ပြီးတစိမ့်ဖြစ်လာတယ်အဲ့တော့သူတို့ဟာအာနာခွက်ကိုအစင်သိပ်ပြန်ယူဖို့ဖြစ်စင်ပြီးတော့စုဖွဲ့ပြီးစောင့်နေကြတယ် ရှင်းရှင်းလေးပြောပြီးသူအသက်ကိုလောင်းကြီးထပ်ပြီးတော့သူတို့အာဏာပြန်ရဖို့စောင့်နေခဲ့တာနံပါတ်၃ချက်ကဖက်ဒရယ်ဆိုတဲ့စကလုံးကအဲ့လိုအယူဆကိုမမမပြန်ဆန်းစစ်လို့ရတယ်နော်လိုက်မေးကြည့်နံပါတ်သိတယ်ကြတော့အလုံးဘဟုချောက်ကန်ရေးအတွက်မျက်နှာဖုတ်အတိတ်တစ်ခုအနေနဲ့ကောက်လိုက်တာအဲ့ဒါကတိုင်းရဲသားတွေရောတော်လိုင်းအင်အားစုတွေရောပြည်သူတွေရောအားလုံးကိုလိမ့်တာပဲဘာလို့ဆိုရင်အာဏာပြန်ရတဲ့ဆန္ဒကြီးရှိနေမှာတော့ဘဟုချောက်ကန်ရေးကနေဖက်ဒရယ်ဆိုတဲ့စကလုံးကောက်လိုက်တယ် ။ဘာဖြစ်လို့အဲ့လိုပြောလဲဆိုရင်လက်ရှိဝန်ကြီးထိတ်ထိတ်သေးတဲ့အားလုံးဟာဘယ်လိုနေရာယူထားလဲအားလုံးသိပါလား။ဘာမှမကြည့်နဲ့ပြည်ထောင်ဝန်ကြီးပဲကြည့်။ MOHAI တောင်ပိုင်းတိုင်းစစ်တေတာရဲ့တာဝန်ခံစစ်တမ်းမှုဘယ်လောက်ကြောက်ခဲ့လဲ။ဒီတော့အဲ့လိုမျိုးအခြေအနေကိုမြင်ဖို့လိုတယ်။နော်သိဖို့လည်းလိုတယ်။ယူချင်ရအောင်ပြီးတော့အရေးကြီးတဲ့ဘုရားသူအရင်တိုက်ဆိုတာမျိုးနဲ့တွားလို့မရဘူး။ ရန်ကုန်တန်လျင်ကလော်တော်တိုက်ပုတ်ဝတ်တဲ့မြန်မာတရားပါ KIU နဲ့မြေမွန်ပြည်နဲ့တနင်္သာရီပါတဲ့တောင်ပိုင်းတိုင်းရဲ့စစ်တိုင်းမှုဘယ်လိုလှုပ်လို့ရမှာလဲစီရီးယားအနိုင်တိုက်ပုတ်အတွက်ဒါဟာအဓိပ္ပာယ်မရှိဘူးเนาะစစ်တိုင်းမှုတရားရဲ့ budget ကင်ဖို့အတွက်တော့အာဏာကင်ဖို့အတွက်တော့ရန်သူဟာတော်တော်တန်ဖို့ရှိတယ်ဒီတော့ဥယီမော်ဒူရဲ့ကောက်ကွယ်ရေးပီတီအဲ့နဲ့ပါကာဖားဆိုပြီးတော့ဖြစ်လာတဲ့အပြိုင်ဆိုင်တွေဖြစ်လာပြီးတော့နောက်ဆုံး လက်လက်ကင်ဖို့အတွက် budget ကောင်းတဲ့ဖက်ကနေအခွန်တွေရတဲ့ဖက်ကနေပအဖပလဖပကဖပါဖွဲ့တယ်ပကဖခဏတော်ပအဖပလဖဆိုတာစက်ကောက်စီရဲ့ထွေအုပ်ရန်တရားကိုပုတ်တူကူးတော့အေအိုတွေအားလုံးတော့ဖောက်ထွင်းပြီးတော့မြင်တယ် UG ကိုလောကအယုတ်ကြီးလည်းမရှိခဲ့ဘူးအကျိုးသူပူပါလှုပ်ဆောင်တာလည်းပဲရှိတယ်နံပါတ်၄ချက်ကပြည်သူ့ဘဏ်တော်ကိုအခွန်ဆိုပြီးနံပါတ်တက်တယ်စနေတကျလူယူဖို့စီစဉ်တယ် အခုလိုမျိုးကလာကိုရောင်းမအလူငွေနဲ့လာတော့မှပဲအခြေအနေကပြောင်းလာတာတချို့လူတွေဥပမာပေါ့နိုင်ထူအတို့ထွက်သွားတာမျိုးမထွက်ခင်မှာပါလောက်ခဲ့တယ်ပြည်ထရေးနဲ့ကဝဲအတွင်းဝနိုင်ထူအတို့ပေါင်းပြီးတော့အခွန်ဝင်နဲ့လာတဲ့အချိန်မှာစီပင်ခေါ်တာတာလိုက်စင်ခေါ်ကောက်ဖို့ထီတာမှာဥပဒေရေးဆွဲပြဋ္ဌာန်းတည်တက်စီစဉ်ခဲ့တယ်ပြမကပဲနေရာတွေလဲချင်းနေမြေတခြားကုန်စီကူတန်ရောက်ဝက်နေတဲ့ကုတိုးစိတ်တွေစီပင်ခေါ်တာတာလိုက်စင်ခေါ်ပါလောက်ဖို့ညမကစီစဉ်တာ မြေပြင်မှာဘာဝန်ဆောင်မှုမှမပေးနိုင်ပဲပြည်သူစီကတက်ဆိုင်ညှစ်ဖို့ပဲစဉ်းစားနေတဲ့အကွက်နောက်တစ်ချက်အများကြီးရပ်ဖို့ရခဲ့တယ်နော်ကျွန်တော်တို့ဥပမာအခွန်စကားတဲ့ချိန်မှာအကြောင်းမီးသွေးဆိုတဲ့လမ်းပိုင်းဆက်သွက်ရေးကိုကင်တော့လာတစ်နှစ်ကိုဒေါ်လာတန်း800လောက်ရတယ် BBC မှာရေးထားတယ်ထားလိုက်ပါတော့တခြားတခြားအခွန်တွေအများကြီးအများကြီးတက်ဆိုင်တွေပဲရောက်နေလေတဲ့နဲ့ခရရတက်ဆိုင်ပေါ်လည်းနေတဲ့အတိုင်းနော်အဲ့လိုအခြေအနေမှာ အဲ့ဒီပြည်ထိုင်ဝန်ကြီးရဲ့မိသားစုဝင်၁၃ယောက်ကအမေရိကယူတီကာမှာယူတီကာဆိုတာတိတ်ဘဝေဥပနယူးယောက်နဲ့အဲ့မှာဘာအလုံးမမလုပ်ပဲနဲ့တနည်းနေပါအေးစေးစေးတတ်တာရနတ်နေတယ်။နောက်ပိုင်းမှသာမြန်မာထမင်းရင်းလေးတွေရောင်းတယ်။ဒီတော့ပြည်သူပတ်စံအနေနဲ့တော်လိုင်းရံပုံငွေတွေတော်တော်များများဟာအဲ့တို့အခြေအနေနဲ့အလီလွင့်ရှိသွားပြီဆိုတာတအားရှင်းသွားပြီ။ဒီရွက်ချက်လည်းပြောခဲ့ပြီ။နောက်ငါအချက်ကပြန်စစ်စားဖို့ကအခုလိုအခြေအနေအခြေမတွန်းမဆုပ်ဖြစ်နေတဲ့အခြေအနေမှာရန်သူအစစ်ဟာစစ်ကောက်စီပေါ်ဘူး။ ော်လာရေးအချင်းချင်းပြဿနာဖြစ်အောင်အခုလိုမျိုးပေါ့သခိုင်းမှာပြဿနာတောင်းအောင်သူတို့လုပ်ခဲ့တယ်အကြီးမားဆုံးအစီအစဉ်ကဘာလဲဆိုရင်နော်ထက်တာမြင်တာရှိတာကသူအောက်က IUG အောက်ကမဟုတ်ရင်လက်နဲ့မရောင်းပေးနဲ့လက်နဲ့မပေးနဲ့သူတို့ဟာတစ်ချိန်အကြမ်းဖက်တွေတော့ဖြစ်လာရင်တာဝန်ခံနေရမယ်ဆိုတဲ့စကားပါဝန်တို့ပြည်ဝန်တို့ပြောခဲ့တဲ့စကားတွေမူဝါဒတွေပဲဒါတွေမကသေးဘူးတော့2023လောက်မှဆိုရင်အကြမ်းဖက်နေနေရေးတိတ်တန်းတွေရှိုးဝက်ပေးခဲ့တာကိုကျွန်တော်တို့အတားဖိုင်နဲ့သူတိတ်မြတ်တို့ အတာဖိုင်နေတဲ့ကွာတင်ပြခဲ့တယ်ကျွန်တော်တက်သူအဖို့ထိရောက်တယ်ကျွန်တော်ကတော့ဥတယ်ဟောအဲ့ဒီကနေပြီးတော့ဆင်းပြေးလာတဲ့မသိလို့အကြမ်းဖက်နေနေရေးတင်တယ်တက်ပြီးတော့ဆင်းပြေးလာတဲ့လူကိုယ်တိုင်ကကျွန်တော်မေးပြီးတော့တင်ထားတာဗီဒီယိုတွေရှိတယ်နော်အားလုံးဗီဒီယိုတွေတင်ပြီးတော့နော်အားလုံးနော်အထောက်ထားတွေအားလုံးပြခဲ့ပြီးသားဒါကပြန်ချုပ်ပြနေတာလက်ရှိအခင်းချင်းကိုပြန်ချိတ်ဖို့အတွက်ပြီးတော့အကြမ်းဖက်နေနေရေးကဘသူအနေနဲ့ပို့လဲသူမေးကြည့်တော့အချင်းချင်းသူ့အောက်ကမဟုတ်တဲ့လူတွေကို တက်ကောက်တီလားဆိုမဟုတ်ဘူး UNG အမွေနဲ့အခြား PDF တွေဒေသခံကာကွယ်ရေးအဖွဲ့တွေကိုလည်းနဲ့ဖြုတ်သိမ်းဖမ်းဆီးဖို့အကြမ်းဖက်ဆိုပြီးတော့ဒီဟာတော်လိုင်းအချင်းချင်းပြန်ပြီးတပ်ဖို့စီစဉ်နေတာလေဒါဟာကြီးမားတဲ့နိုင်ငံလွှဲချော်မှုကြီးဒါဟာတိုင်းပြည်ကိုစစ်ကောက်တီလက်ထက်လုပြီးတော့သူတို့လက်ထက်ပြန်ထည့်ဖို့ကြိုးစားနေတဲ့ပေါ်လွင်တဲ့အခင်းချင်းတွေပဲမဟုတ်လားဒါအချက်၅ချက်ပြောခဲ့တာကျွန်တော်ပြောခဲ့တဲ့ဥစ္စာပြန်ကြည့်ရရင်စီမံခန့်ခွဲမှုလွယ်လဲခဲ့တာလား လူမာရလာမူဝါဒအမာလာဆိုပြီးတော့ဂျားထဲမှာဇွန်မီတင်နေမှာဥယျာဉ်မော်တို့ရဲ့အမေဒါဟာလုံနီးလောက်ဟန်အမာလာဟောမူဝါဒအမာလာဆိုပြီးတော့မေးတာနှစ်ခုဒါဟာနှစ်ခုလုံးကမာရပါလေစနစ်တကျဖန်တီးထားတဲ့တစ္ဆာဖမှုပဲကျွန်တော်တည်းပြောရတဲ့အလားပြည်သူစံတော့ပြည်သူအသက်ပြည်သူဗန်ဒါတွေကိုခုထုတ်လုပ်ပြီးတော့ကိုယ့်ရဲ့အာဏာကိုယ့်ရဲ့အဆင့်တစ်ခုရဖို့အသက်တစ်ခုကိုတည်ဆောက်ဖို့အလိုအပုတ်ချသွားတာဘာမှမကြည့်နဲ့ NUCC တွေကသူတို့ဘက်တိဆောက်သူတို့ဘက် CRPA ပြန်ထွက်သွားတယ်။ TNUG ဆိုပြီးတော့ mandate ကိုအကန့်အသတ်တက်တန်းတိုးဖို့ကြိုးစားတယ်။ဒါတွေအားလုံးပါအဲ့ဒီအစီအစဉ်တကြဖန်တီးထားတဲ့တိဆောက်ဖောက်မှုဆိုတာအစိပ်ပိုင်းတစ်ခုနေတာတက်တင်ပြောင်းနေတာ။ချင်းချင်းလေးပဲဒီတိုင်းဆက်သွားရင်ပါဖြစ်မလဲ။ညင်တာနေပါတယ်။အခုလည်းပါဖြစ်လာတယ်။စစ်ကောက်စီနိုင်သွားမှာမဟုတ်ဘူး။တိုင်းပြည်အစိပ်စိပ်အမွမ်းမွမ်းကွဲသွားဖို့လမ်းကြောင်းသူတို့ဖန်တီးတာ။ဆိုလိုချင်တာက အယူဒီထိလို့ရတဲ့ပြည်မအထက်ပိုင်းစကိုင်းထက်ပိုင်းတော့ကဟိုနာနေနဲ့ဒီနာနေနဲ့အေအိုတွေထိချုပ်တဲ့နယ်စပ်ပပတ်လဲစစ်ကောက်စီကကြံတဲ့ဗမာပြည်မရဲ့အောက်ပိုင်းတချမ်းအဲ့လိုမျိုးဒစိစီဒစိစီဒစားစီဖြစ်သွားလိမ့်မယ်ပြီးတော့ထပ်ပြီးတော့ကြည့်လိုက်အောင်တန်တမရေးဘလို့ဖြစ်သွားလဲဒီမှာအဝါရှစ်တန်မှာရုပ်ဖွင့်တယ် front 24မှာပြောခဲ့တယ်နိုင်ငံ90ရောက်ခိုင်တော့အဲ့ဒီဟာတွေကတိုင်းသားတွေဥစ္စာတွေပေါ့ဘူးလား ခုနှစ်ဆယ်ယောက်ခန့်လို့ဆိုတော့ဗာတိုင်းရဲသားတွေရဲ့တိတ်ပိုက်စိုးမှုနဲ့မြေတွေတိုက်ထားတဲ့ဟာတွေကသူယူပြောတာပဲပြောကျွန်တော်တို့များတို့က IUG နိုင်ငံတကာမှာထိတွေ့ဆက်ဆံပြီးတသမန်ကြီးအောင်မြင်တယ်လို့ဟိုတနေ့ကတွေ့လိုက်တယ်ရေးတာ။ Washington မှာနိုင်ငံခြားရုပ်ဖွင့်နိုင်ခဲ့တဲ့ဓာတ်ပုတ်ရိုက်တဲ့အုပ်ဆောင်ကိုကြီးကျယ်တဲ့အောင်ပွဲလို့သတ်မှတ်ထားတာလား။ပန်တရားက Washington မှာရုပ်ဖွင့်ပြီးတော့အဲ့လိုမျိုးဓာတ်ပုတ်ရိုက်လိုက်တာမှပိုဆိုးသွားတာ။ အင်ဒီနာချင်းကြီးမားတဲ့အင်အားကြီးတယောက်စူပါပါဝါအားပြိုင်မှုကြီးရှိနေတာနဲ့အဲ့ဒါလောက်လိုက်တာ NUG ရဲ့တန်တမန်ရေးဟာတယောက်ရဲ့အခုလိုမျိုးအခြေအနေပေါ်မှာကြီးမားတဲ့လက်ကိုဖျက်တောက်လိုက်တာပဲအဲ့ဒါကပြောခဲ့ပြီးပြီနော် NUG ဟာမစင်မချင်းလောက်လိုက်တာပဲအင်ဒီနာချင်းတယောက်ရဲ့အကျင့်ဇာတိတလုံးရဆန်တာအခုလိုသိရတာနဲ့အတင်းရုပ်ခန့်ပြတ်တ်ဖို့ရိုက်ပြတော့ဘာမှမကြည့်နဲ့အောင်တယောက်ဘေကျင်းမှာရုပ်ခန့်တော့ဖွင့်ရင်အမေရိကန်ကကြည့်မလား တပ်သမားရေးကိုတစ်ဖက်တည်းအောက်ကူလိုက်တဲ့ပုံပြီးပြလိုက်တာပဲတိုင်းပြည်ကိုပလောက်စီဝါငေါ်ကိုစားပြုစစ်ပွဲနဲ့ကစားပွဲနဲ့ဆွဲသွင်းခဲ့တာလေသူတို့ပဲသိချာကြည့်ပါဝါရှင်တန်မှာရုပ်ဖွင့်တယ်အဲ့ဒီပြီးတော့လက်ချက်ချင်းတရုတ်ကညပိုင်းညနောက်သုံးဖက်ကိုခေါ်တွေ့တယ်အမေရိကန်က K3C ကိုဇွန်ကနေပြီးတော့တွေ့ခဲ့တယ်အဲ့မှာ KNU KNPP KIAC အဲ့ဒီပါတယ်အဲ့တော့သူဆွဲကိုဆွဲဖြစ်ကုန်ရောဒါငါဖွဲ့ငါနဲ့နှိစက်တာငါပိုင်တယ်ဒါမင်းပိုင်တယ်လောက်ကိုကြရောအဲ့တော့အဖွဲ့တွေကြမှာဘက်ကွဲမှုကို NUG ရဲ့အဲ့လိုမျိုးဆန်တော့ အတင်းအတင်းအမေရိကန်အကူလိုက်တဲ့ဟာကတရားဝင် အစပြုကွဲထွက်သွားအောင်ဖန်တီးလိုက်သလိုဖြစ်သွားတယ်။အဲ့လိုအခြေအနေကိုပြန်ပြီးတော့၆ရမယ်ရှင်။လောလောဆယ်မှာတော့အကြံပြုချက်တစ်ခုတော့ပေးချင်တာကအဲ့ဒီအတွက်ကြော်လွားဖို့ကတော့ UNG ကိုဖျက်ချင်ကျွန်တော်တို့ဖျက်လို့ရတာကအလူငွေနဲ့ရမ်းဖို့ထပ်ပေါင်းငွေပဲ။